ဒီတော်လိုင်းကြီးကမနိုင်တာမဆန်းဘာလို့လဲလို့လဲတော်လိုင်းကြီးဆိုတာတစ်ယောက်ကနေနှစ်ယောက်ဝါအောင်လုပ်ရတာရှိတဲ့နှစ်ယောက်ကိုကြောက်ပြီးရမှအတမထွေရအောင်လုပ်တာမဟုတ်ဘူးနော်အဲ့တော့ခုလုံနေရတဲ့သူတွေအကုန်လုံးကအန်ယူဂျီလည်းပါတယ်အန်ယူဂျီကသူ့ကိုယ်တိုင်မဆဲဘူးဆဲမဲ့သူကိုမြောက်ပေးတယ်ဥပမာဘုန်းနဂါးနဲ့တကိုးမနဲ့ကိစ္စဘုန်းနဂါးကဒီဘုန်းနဂါးကဒီရိုးရိုးတတ်တတ်ပတ်စံမရလို့မရောက်ပြောတာကိုဘုန်းနဂါးနဲ့ပတ်သက်တဲ့အချက်လက်တွေကိုတကိုးမလည်းထည့်လိုက်တယ်ချင်းပြောမယ်နော်ဒါဒီ NUG ဒီဒါဒီတော်တိုင်းရေးတစ္ဆာဖောက်တယ်ခေါ်တယ်ဟုတ်လားဘုန်းနဂါးလက်နဲ့ဘယ်လောက်ရလဲလက်နဲ့ဘယ်လောက်ရလဲဆိုတာ ပတ်စံကိုကြာပို့ပြောလိုက်တယ်လက်နဲ့လက်ရည်တွေကချင်းဟာဘာလာငားလဲဘာညာဘာညာဆိုတာသခိုးမလက်ထဲကိုထည့်လိုက်သခိုးမကိုလည်းပြောလိုက်ကိစ္စမှာဒါသည်ရှင်းရှင်းလေးပဲဒါသည်တော်လှန်ရေးတစ္ဆာဖောက်တာခေါ်တယ် NUG ကအဲ့တော့မလဲဆိုတော့ NUG ကသူကိုယ်နဲ့မဆိုင်မနဲ့ဆိုင်မဲ့သူတွေကိုမြောက်ပေးပြီးခါမှာဒါကိုတိုက်ခိုက်တာသခိုးမကတော်လှန်ရေးကိုပြောပြောလုပ်တာဒီနှစ်နည်းရှိပထမနည်းကခုနကပြောလို့ NUG အလိုကျဆဲပေးတာနောက်တနည်းက fundraiser တွေနာမည်ကြီးလာတဲ့ fundraiser တွေအကုန်လုံးကိုရိုက်ချပလိုက်တာရိုက်ချပြီးခါမှာသူ့စီငွေဝင်အောင်လုပ်တာသူ့စီငွေဝင်လို့ရှိရင်သူခိုးလို့ကောင်းတယ်လေဘုန်းကနာမည်ကြီးလာတယ်ရိုက်ချတယ်ဒါကြည့်ပေါ့နော်နာမည်ကြီးတော့ fundraiser တွေအကုန်လုံးကိုသူကနေပြီးမှဖြိုခွက်ပစ်လိုက်တယ် စဉ်းစားကြည့်နော်အခုတခုမှလုံးလုံးတဲ့အချိန်စဉ်းစားကြည့်တုံးကလုံးလုံးတဲ့အချိန်ကအဲ့မှာစိတ်ကူးမှရောက်နေကြတဲ့ကျွန်တော်တို့အိမ်ကူလေးတွေကဘာလဲဆိုတော့သူကစားလဲအများကြီးမဖတ်နိုင်ဘူးတော်လိုင်းဟုတ်မယ်တအားစိတ်ပါတဲ့ခါကျတော့တအားလူကြတယ်လူကြတဲ့ခါကျဘာဖြစ်လဲဆိုတော့စင်ကာပူရဲ့ဒီငွေငွေလှူအားမနေတဲ့ခါကျတော့ရှင်ဘာလုပ်ပြလိုက်လဲအဲ့ဒီစင်ကာပူက Frenza ရူဂူဂူကိုရိုက်ချပလိုက်တယ်ရှင်းရှင်းလေးနော်ဂူဂူကဘာလဲရိုက်ချလဲစင်ကာပူမှာရတော့သူကငွေအလူငွေထဲ့တော့ပြည်သူအင်အားလို့ရှင်းခါကျတော့ဂူဂူကိုရိုက်ချပလိုက်အဆက်ကလို့ချင်းအတူတူပဲလုံးနေကြတာပဲအဲ့တော့ဘာလဲရှင်းရှင်းလေးသူကဘာလဲဆိုတော့ သူ့စီငွေဝင်မှုတော့ကျန်တဲ့ financial တွေကလုံးလဲချမှာအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ pancelo ရဲ့လုပ်ရက်တွေကတော်လန်ရေးကိုကြန့်ကြာစေတယ်လို့တက္ကမိုးမျိုးကထောက်ပြလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပြီးတွေ့ကြပါအောင်ခင်ဗျာနော်ချက်လာကြပါလို့လဲဆိုတော့သူတို့ကခုနကပြောလို့ကြောင်ရိုက်မနာပဲဘယ်လောက်ပြောပြောဘာမှလည်းတုံ့ပြန်တာလည်းမရှိဘူးပောက်ကရတွေပဲပြန်ပြောပြောနေတယ်အဲ့တော့နည်းနည်းလေးအစလေးပြန်သွားကြည့်အောင်စနေပြန်သွားကြည့်အောင်ဆိုဘာလို့ဆိုကျွန်တော်တို့ကဒီတိုင်းကြီးပြေးလိုက်ရမှာလားဆိုလူစိတ်မျိုးကလူတိုင်းမှာရှိကြတယ်တော်လိုင်းကြီးမှာပါနေလူပြန်ဒီတိုင်းကြီးပြေးလိုက်ရမှာဆို ော်ဒီတိုင်းကြီးမဖြစ်ချင်လို့ရှိရင်ဘယ်လိုဖြစ်မလဲဆက်ပြီးတော့ဒေခံရမှာဆိုတာမျိုးလဲမေးကြအောင်ပြောကြအောင်နော်နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီမှာတကယ်ဟုတ်ဒီပတ်တီဒေါ်လာနေတာဆိုလို့အညာပဲရှိတော့တယ်နော်ကျန်တဲ့ဒေတာတွေမတော်လောက်လို့ဆိုတော့ဒေါ်လာနဲ့လေသူ့ဒေတာတို့ရောက်ဝဒေါ်လာညာလာကျန်တဲ့ဒေတာဆိုတော့ခုနပြောတဲ့ညာသွားပြင်တိုင်းဒေတာဒေတာတွေပေါ့နော်သူ့ဒေတာတို့ရောက်ဝဒေါ်လာနဲ့နေမှာဘာဖြစ်သွားလဲဆိုတော့အခုအားလုံးလည်းကျွန်တော်တို့ပြောလို့မြင်လာကြပြီပေါ့နော်မြင်လာဆိုတာဘာလဲဆိုတော့သူ့ဒေတာတို့ရောက်ဝဒေါ်လာနာသူ့ရဲ့တိုင်းဒေတာတွေရောက်ဝဒေါ်လာနာအပြစ်ပြောချင်မှရှိတော်လဲပဲသူတို့ကသူတို့ရလောက်ပေါ့နော်သူတို့ကျင်နိုင်နိုင်တဲ့ applicator ရောက်သွားလို့ရှိရင် တို့ကျင်တတ်တဲ့အတိုင်းဆိုင်ရောက်လာလို့ရှိရင်ဒါကမင်းအောင်လည်းနဲ့ညှိရင်ညှိမှာပဲ။ဘာမှပြင်မပြောနဲ့လေ။နော်။ဟုတ်လို့တပြည်လုံးကိုတို့ဆက်သိမ်းဖို့တာဝန်မှမရှိရ။အဲ့တော့တို့လိုချင်တဲ့အတိုင်းဒါတို့လိုချင်တဲ့ပမာဏရောက်သွားလို့ရှိရင်မင်းအောင်လည်းညှိရင်ညှိမယ်။အဲတရုတ်ကြီးအော်နာကန်ကာခံမယ်ဒီလိုမျိုးစဉ်းစားရမှာပေါ့။အဲ့တော့ကျွန်တော်တို့အဲ့တော့ဒီနေရာမှာတော်လန်နေနေရာကျန်တာဟုတ်ဒီပတ်တီတော်လန်မှုကျန်တာဆိုတော့အညာပဲကျန်တယ်ဒါတော်လန်နေရာမဟုတ်တော့ဘာဖြစ်လို့လဲဆိုတော့အညာကနှိမ့်ဆက်ခံနေရတာဖြစ်သွားပြီအဲ့တော့ညာမှာပြန်ခွဲကြည့်မယ်ဆိုလို့ရှိရင်ဒီကအညူကြီးလက်အောက်ခံပတ်ခတ်ပတ်နော် ်ပါသုံးလုံးပေါ့လေပါခပါ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 လာဖာဒီသုံးဖွဲ့နဲ့ PDF နဲ့နောက်တစ်ခုက local ပေါ့နော် LDF လေးတွေရှိတော့တယ်နော်အညူပြန်တိုက်မှာမဟုတ်ဘူးလို့ပြောပြီးသားအခုတိုက်ရမတိုက်ဘူးနောက်နေ့လည်းတိုက်မှာမဟုတ်ဘူးနော်အဲ့စိတ်ချအဲ့တိုက်မှာမဟုတ်တဲ့ခါကျလို့ရှိရင်ဒါပြင်အညာကဘာဖြစ်နေလဲဆိုအညာပေးခံရတဲ့ local ဖွဲ့လေးတွေကပေးခံရတော့သူတို့ကတစ်ချိန်ချိန်မှာသူတို့ကဘာလဲဆိုတော့သူတို့တစ်ချိန်ချိန်မှာဆိုလို့ရှိရင်တော့ဒုက္ခရောက်လိမ့်မယ်ပါဒုက္ခရောက်လိမ့်မယ်ဆိုတော့ဘာလဲဆိုတော့ဘယ်လောက်ပဲပတ်စံဝင်ဝင်လေနော်ပတ်စံဒီဘယ်လောက်ပဲဝင်ဝင်ဒါမဝင်နေပဲထားအောင်နော်နော်ကျတော့သူတို့စီလာတဲ့လက်နက်တွေခရရနေရဘယ်ကနေဝင်လာလဲ အဖေကလေရင်နဲ့မိုးရွာလို့ရွာလာမဟုတ်ဘူးလေဘယ်ကလာလဲဆိုတော့တိုင်းသားဒေတာကိုဖြတ်လာတာအဲ့တိုင်းသားဒေတာကပါလဲဆိုတော့သူတို့လက်နဲ့တိခဲရနေရသူတို့ကိုဖြတ်တန်းမှုအတွက်ဆိုလို့ရှိရင်ရှင်းရှင်းလေးပဲဒီပတ်စံသူသူတို့သူတို့ကိုရောင်းမဲ့လက်နဲ့ကိုဈေးမတရားမြှင့်ထားလိုက်လို့ရှိရင် DLD ကလည်းဘလို့မှမတက်နိုင်ဘူးနော် DLD ကလည်းဘလို့မှမတက်နိုင်တဲ့ခါကျဘာဖြစ်လဲတော်လန်ရေးဖြစ်ချင်းပြီးသွားမှာပဲကျွန်တော်ပြောကြရင်ကြည့်ရင်လေနော်ပြီးသွားမှာပဲအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ကဒီတိုင်းကြီးပြီးရမှာလားဆိုတော့ဒီတိုင်းကြီးမပြီးရင်ဘယ်လိုလုပ်မလဲအသေးခံပြီးပြီးပေါ့တခုတော့ရှိတယ်ဒီတိုင်းကြီးမပြီးလို့ရှိရင်တော့ ဒီတော်လှန်ရေးကိုဖျက်လုဖျက်စီးလုပ်ခဲ့တဲ့သူတွေအန်ယူဂျီနဲ့သူ့ရဲ့ lobby တက်တက်ဖန်ရီစီလုပ်သွားတဲ့ lobby တက်တက်သူတို့ဟာတော့ဒါတရက်ခံနေပဲမင်းအွန်လိုင်းကိုအပြစ်မပေးနိုင်လို့ရှိရင်မင်းအွန်လိုင်းကိုအပြစ်မပေးနိုင်အောင်လုပ်ခဲ့တဲ့သူတွေကလည်းအပြစ်ရှိတယ်ဘာလို့ဆိုတော့သူတို့အာမခံထားတာကိုသူတို့အာမခံပြီးကံမှာသူတို့ကနေပြီးကံမှာတာဝန်ခံထားတာကိုအတောင်းခံတဲ့တိုင်းဖြစ်မလာလို့ရှိရင်ဟာကျုပ်တို့လုတာပဲဗျာဒါတော့မတက်နိုင်တော့ဘူးဆိုတာမျိုးသွားလုံလို့မရဘူးလေအကျုပ်တို့တက်နေမြလာလုတာပဲအောင်မြင်လာတော့မတက်နိုင်ဘူးသွားမလုံနဲ့ဘာလို့လဲဆိုတော့ဒါကအသက်တင်နေဆိုင်တဲ့ကိစ္စလေး နောက်ပြီးတကယ်ရောလုတ်ခဲ့တယ်လားတကယ်ရောတော်လှန်မှုစူးစမ်းခဲ့တယ်လားဆိုတော့ပြန်စဉ်းစားဖို့လိုတယ် no တကယ်ရောတော်လှန်မှုမစူးစမ်းခဲ့ပါဘူးလို့လေနော်အစစ်စစ်ကြည့်လို့ရှိရင်မင်းတို့အနာမသိငင်ကလေးကအာနာသိမ့်မှုရတဲ့အချက်လက်တွေပြနေတာအချက်ပြနေရတယ်အများကြီးရှိတယ်နော်အချက်တွေပြနေရတယ်အများကြီးရှိတယ်အဲ့ဒါဘယ်လိုတွေပြနေရလဲဆိုတော့ကျင်အဲကျွန်တော်မလို့ရတာဘာမှမရှိဘူးလို့အာနာမသိမ့်မှုလို့မပြောနိုင်ဘူးဆိုတာမျိုးတွေရှိပြောခဲ့တာတွေရှိအာနာသိမ့်မှုအတွက်သူကနမိတ်ပြစကားလုံးတွေပြောနေခဲ့တယ် ဒီဘက်ကဘာပြင်ဆင်လဲဆိုဘာမှမပြင်ဆင်ဘူးအင်ဂျင်အမှိုက်သိမ်းလို့ပြန်မလားအာနာသိမ်းဖို့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေမှာဒါသာမျိုးညွန်ပြောရမှတ်မိလားမသိဘူးဖွဲ့စည်းပုံအခြေခံဥပဒေမှာအာနာသိမ်းဖို့အတွက်ခွင့်ရင်းပေးမထားဘူးဆိုပြီးကြမှာထုတ်ပြောရတာအဲ့ဒါတွေကနောက်တလို့တမ်းကြီးဥဆောင်တဲ့နော်ပြည်သူကမဲပေးထားတဲ့အမတ်တွေရဲ့ညံဖျင်းမှုကိုပြနေတာဖြစ်တယ်နော်အဲ့လိုညံဖျင်းမှုကိုပြနေတာဖြစ်တဲ့အပြင်ဒီလိုညံဖျင်းလို့ပြနေတဲ့လူတွေကညံဖျင်းလို့အာနာသိမ်းလိုက်ပြီသိမ်းလိုက်တဲ့အချိန်မှာတမ်းကြီးကိုဥဆောင်ရွေးလုံးဝတူတယ်အကုန်လုံးကလွတ်တော်ထဲမှာရောက်နေတယ်နော်လွတ်တော်ထဲမှာရောက်နေတဲ့အချိန်ကျသူတို့ကဘာလုပ်လဲဆိုတော့ ဟာရရရရခုနပြောရရရကြီးနဲ့ဆန့်ကျင်ကြဘာညာဘာညာမပြောဘဲနဲ့ကျွန်တော်တို့အဆင်ပြေပါတယ်ကျွန်တော်တို့နော်လက်ဖက်ကြီးတောက်နေပါပြီကျွန်တော်တို့ချင်းခတ်နေပါတယ်ချင်းခတ်တဲ့ပုံလေးတင်လိုက်ကျွန်တော်တို့ဆင်ပြေပါတယ်တင်လိုက်လာခုံလိုက်တော့အထုပ်လေးပြင်ထားရဆိုတင်လိုက်နဲ့အဲ့ဒီတော့ဒီ energy အမတ်တချို့ပေါ့နော်အမတ်တွေအများစုပါနော်အခု energy ကိုဥဆောင်နေဆိုပြီးကြမှာအာနာလူထားတွေဥအောင်ကြီးနေတဲ့အခွက်ဆိုလို့ရှိရင်အဲ့ဒီမှာမက်တွေသွားပြီးတော့ဘာမှဘာမှမပြောကြဘူးဘာမှမပြောနိုင်ဘူးကောင်းကောင်းအေးကောင်းကောင်းဆာဆာဖတ်နေဆိုပြီးတော့ပြောတာရှိတယ်။အဲ့ဥဆောင်ရမယ့်သူတွေက ဟိုပထမလမ်းဆန်းခေါင်းဆောင်တွေပေါ့ပထမလမ်းဆန်းခေါင်းဆောင်တွေဖြစ်တဲ့ဒေါက်တာဆုကြည်တို့နော်ဦးဝင်းမြင့်တို့ဖမ်းထားတဲ့အချိန်မှာဖမ်းခံထားတဲ့အချိန်မှာအခုအရင်ရင်းနဲ့ဒုတိယလမ်းဆန်းခေါင်းဆောင်တွေကပေါ်တော်တော်ကြီးလုံနေကြတယ်အပေါ်ကြီးလိုလုံနေကြတယ်နော်ကျွန်တော်တို့အဆင်ပြေပါတယ်လို့ဒါဒါဒီမတိမ့်သိမ့်ပါဘူးဆိုတာမျိုးပြောတာမျိုးအဲ့တော့ဒါဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာပြည်သူလူထုကကိုယ့်ဘာသာကိုထားပြီးကမ်းမှဆန္ဒပြရတယ်ဆန္ဒပြဝယ်လေလောက်ကြတယ်လောက်ကြတယ်မှာပြည်သူလူထုကဘလောက်များအတက်ကြွလဲဆိုတော့တယောက်ဆက်လိုက်တာလည်းကြတယ်တပြည်လုံးကအုံအုံကြွကြွနော်ပါလာခဲ့ကြတယ်အဲ့လိုပါလာတဲ့အချိန်မှာ နော်တစ်ဖက်ကလည်းဒီအမှတ်တွေကိုပြန်လွှတ်နေရပေါ့နော်ပြန်လွှတ်တဲ့ခါကျရင်ဒါလေးအိတ်လေးဆွဲပြီးပြန်လာကြတယ်အိတ်လေးဆွဲပြီးပြန်လာလဲကြားရတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဒီကျွန်တော်တို့ပေါ့နော်ကျွန်တော်တို့ဒီဟွာပေါ့နေပြီးတော့ပေါ့နော်နေပြီးတော့မရွှေ့ကြပင်းဆိုရက်ကွက်ရှိတယ်နော်ရွှေ့ကြပင်းရက်ကွက်ထဲကအိမ်တိအိမ်မှာသူတို့တက်ပြရတဲ့ကောင်းတာဖြစ်တဲ့လွန်ကိုလိုက်တို့စင်မအောင်လို့နော်ရင်းမွန်းတို့တင်ထွန်းနိုင်လို့စုပ်ပြီးကြမှာဆရာဘေးဖွဲ့ပါပြီဆိုပြီးကြော်ညာလိုက်တယ်လူ15ယောက်ပါတယ် အဲ့လူ15ယောက်ဒီတကယ်တမ်းကြလို့ရှိရင်ဘာတွေလဲဆိုတော့ခက်လဲလဲပေါ့နော်ခက်လဲလဲလူ15ယောက်နဲ့ခက်ညံ sorry ခက်လဲလဲလူ56ယောက်နဲ့ခက်ညံ့ညံ့လူ56ယောက်ပေါင်းထားတာပဲခက်ညံ့ညံ့ဆိုတော့သူတို့ကျိုးဆွဲရကမယ်တူတယ်အဲ့လိုစဉ်းစားကြည့် CRB ထဲမှာပါတယ်လူ15ယောက်ငွေပထမ15ယောက်နဲ့ဖွဲ့တာဟုတ်ငွေပထမ CRB ဖွဲ့ပါတယ်လူ15ယောက်ခင်ဗျားတို့နေအလို့ရွတ်ပြတ်နေမှာဆိုဘယ်နှယောက်ရွတ်မလဲလွန်အခုနပြောပြပါလဲလွန်ကိုလက်ဇင်မာအောင်နော်နားဂျင်းမွန်းတင်ထနာမှာပါအောင်တင်တယ်ဒါတို့ပါလဲဟိုနိုင်ထူအောင်နာမည်လင်းကားလုံးရွတ်ပြီးကြမှာရက်သွားမှာပဲဘာဖြစ်လို့လဲဆိုတော့ကျန်တဲ့လူတွေကလူညံ့နေပေါ့လူညံ့နေကိုသူတို့ကကျိုးဆွဲရကောင်ထည့်ထားတာသူတို့ကလူလဲတယ် ဲ့တော့လူလေ900ယောက်လောက်နဲ့လူလေ900ယောက်600လောက်နဲ့လူည900ယောက်လောက်ပေါင်းပြီးကမှ CRB လို့ဖွဲ့တယ်ဖွဲ့ပြီးတဲ့ပြင်နေသူကဘာလို့ဆိုတော့နေဆက်ကိုတန်းပြေးတယ်အပြည်သူလူတော့မသိဘူးကွာအပြည်သူလူတော့သူတို့တွေရောအူဆောင်တော့မယ်လို့အောင်းမိတယ်အဲ့တော့ဘယ်အမှတ်မှလည်းအဲတယောက်နှစ်ယောက်ပေါ့နော်900 600ယောက်ပေါ့နော်အမှတ်တွေအများကြီးရကြော်ပါတယ်အမှတ်တွေရကြော်တဲ့900 600ယောက်ပဲပြည်သူရှေ့ကိုတက်လာပြီးကမှဆန္ဒပြပွဲတွေပဲဝင်ပါကြတယ်ကျန်တဲ့ဘသူမှဆန္ဒပြဝင်ပါပုံနေကြတယ်ပုံနေပြီးကမှ CRB လို့ဖွဲ့ဖွဲ့ပြီးကမှတခါအန်ယူဂျီတို့ထပ်ဖွဲ့တယ်ထပ်ဖွဲ့တဲ့နေရာမှာသူတို့ဟာ ော်လန်မှုဖွဲ့လာပါဘူးစစ်ကောင်စီပြုတ်ကျသွားလို့ရှိရင်ပြည်သူလူထုအင်အားနဲ့နော်မမ်မရီမင်္ဂလာပါနော်မမှုမင်္ဂလာနော်အဲ့တော့ဘာလဲဆိုပြည်သူလူထုအင်အားနဲ့စစ်ကောင်စီပြုတ်ကျသွားလို့ရှိရင်သူတို့ကဖြာခင်းထားတာအလိုက်တင်လေးဝင်ပြီးတော့ထိုင်မှုဖြာခင်းထားတာအဲ့ပြုတ်မကျတဲ့ခါကျဘာဖြစ်လဲပြုတ်မကျတဲ့ခါကျလို့ရှိရင်သူတို့ကဘာလဲဆိုတော့ NUG ဆိုပြီးတော့ဖွဲ့လိုက်တယ်ဖွဲ့တဲ့ထဲမှာလဲစဉ်းစားကြည့်လို့ရှိရင် CRP ချင်းရလူတွေလည်းမထွက်ဘူး NUG ထဲမှာလည်းပါနေရယ်နော်လုံကိုလက်ဇမအောင်ရင်းမွန်းနော်အဲ့ကောင်တွေကဘာကိစ္စနှစ်နေရာခွာထိုင်နေရတာတော့အဲ့နှစ်နေရာခွာထိုင်နေဆိုတာဘယ်ဥပဒေမှမရှိဘူးနော်ဥပဒေမှမရှိဘူးနဲ့နှစ်နေရာခွာထိုင်တာဒီ conflict of interest ကိုလေဒါဒီကျွန်တော်တို့က ဘယ်ဥပဒေမှမလုတ်ခွင့်ပေးမထားဘူးလွတ်တော်ဖွဲ့စည်းပုံချိန်ကဥပဒေပဲမှလည်းမပါဘူးဘယ်အဝါတွေမှလည်းမပါဘူးအသည့်အရာအောင်မလုပ်တယ်ထားမလို့အဲ့လိုထားထားပြီးတော့တို့ကဘာလုပ်သွားလဲဆိုတော့တော်လိုင်းကြီးအတွက်ဆိုပြီးတော့တော်လိုင်းကြီးအတွက်မပါဘူးပထမဆုံးက CDM မျိုးကို CDM မျိုးကိုလက်စာပေးမယ်ဆိုပြီးကမှဖြာခဲ့ပြီးကမှ CDM မျိုးကိုတို့တို့အောက်ကိုဆွဲသွင်းတယ် CDM ဆိုတာကုဘတာကိုလုတ်လာတဲ့အဖွဲ့အဝါလေးဝန်ထမ်းနေလေကုဘတာကိုမြောက်နယ်အာနာတိန်တောင်မကျင်တတ်လို့ နော်စန့်ကျင်ကြတဲ့ဝန်ထမ်းတွေကိုသူတို့ရဲ့လက်အောက်ကလိုလိုဖြစ်အောင်လို့စီတန်တွေကိုလက်စာပေးမယ်ဆိုပြီးသူတို့ရဲ့အဖွဲ့အစည်းနဲ့ဆက်သွယ်ပါဆိုပြီးတင်းသွင်းတယ်အဲ့လိုတင်းသွင်းတဲ့နေရာမှာလဲဟိုမှာဖုန်းနံပါတ်တွေတောင်းနေနော်နေရာလေးစာတွေတောင်းနေဒါမျိုးတွေလုံတာမျိုးတွေရှိတယ်ထားပါတော့အဲ့တော့ပြည်သူလူထုကလည်း CDN နဲ့လှူဖို့ဆိုပြီး CDN supporting committee LCR ပဲရှိတယ် CDN supporting committee ကိုလိုက်ပိတ်လှူတယ်အဲ့ဒီမှာသူကပတ်စံရဲ့အရာတာကိုတိတ်သွားတယ်ပတ်စံဝင်ချင်းရဲ့အရာတာကိုတိတ်သွားတယ်အဲ့ချိန်မှာပြည်သူလူထုကမင်းအောင်လည်းပြုတ်ကြရင်ပြီးရောဆိုပြီးပတ်စံကြီးလှူကြတာတောက်တောက်လဲပဲတောက်တောက်လဲလှူကြတာအဲ့ဒီချိန်မှာဘာမှလည်းမစစ်စားကြတော့ဘူးလှူကြတယ်အဲ့ဒီမှာသူကပတ်စံရဲ့အရာတာတိတ်သွားပြီးကြမှာ နေကြားပေါ့နော်နေကြားထိုင်းနိုင်ငံနေစားမှာသူတို့ကပြေးပြီးကမှတခါလေမဲဆောက်ပဲကိုကုပြီးကမှအဲ့မှာဟိုတယ်စက်လုံးကနေပြီးကမှပတ်စံကိုနော်သူ့မိလင်ပတ်စံတို့တုံးနေကြတယ်ပြည်သူပတ်စံကိုနော်ဒါကစီဒီယံပြည်သူပတ်စံတွေကိုစတုံးတာနော်ပြီးတော့じゃဖြစ်လာလဲဆိုစီဒီယံပြည်သူပတ်စံတွေကိုစတုံးနေမကတော့ဘူးနောက်တစ်ခုကဘာလဲဆိုတော့တော်လိုင်းရေးလုပ်မယ်ဆိုပြီးကြညာလိုက်ပြီးကမှနော်တော်လိုင်းမှုပတ်စံတွေကိုထပ်ပြီးကမှတုံးကြတယ်အဲ့တော့တုံးတဲ့နေရာမှာသူတို့ကလက်မျက်ဆွဲကင်တော်လိုင်းမှုဆိုတာထက်နော်နော်မင်းအောင်လိုင်းပြုတ်ကြလို့ရှိရင် အလုံးအလျောက်ပြုတ်ကြလို့ရှိရင်တို့ကဝင်ပြီးအလိုက်တင်ဖြာခင်းမှုအတွက်ပဲလုပ်ထားတာဖြစ်တယ်အဲ့ဒါကြောင့်တို့ကမရှိတာကိုချဲ့ကားပြဥပမာအဖြစ်နော်ကျွန်တော်တို့ဖွဲ့ပြီးတဲ့နောက် energy ဖွဲ့ပြီးတော့နောက်တို့က PTF ပေါ့နော်ကျွန်တော်တို့ PTF ဖွဲ့ပြီးမကြခင်လာပဲတို့က PTF တန်ရင်200ရှိပါပြီတန်ရင်300ရှိပါပြီမဖြစ်နိုင်နဲ့မဖြစ်နိုင်တဲ့ဟာတွေကိုပြောပြတယ်ပြီးရင်အဲ့ဒါတွေတော့ပတ်စံတွေကောက်တယ်ဒီပတ်စံတွေကိုတို့ကပြောပြလို့မရဘူးပြောပြလို့မရဘူးဆိုပြီးကြတာကတော့တို့တော့၃00လို့ခိုင်၃00ကြတာနေဆက်မထိုင်၃00ကြတာနေဆက်ဆိုတာလည်းမဲဆောက်မထိုင်၃00ကြတာမဲဆောက်ဟုတ်ပဲကိုနော်အဲ့ချိန်မှာမှဥယျာဉ်ဝင်ဥယျာဉ်ဝင်ပါလေ ဗါလေရက်ထွက်ဝင်လို့ဖန်ခံနေပါတယ်ဆိုတော့တကယ်ဖြစ်ခဲ့တာလေတို့တွေပလီနေကြတာနော်အဲ့တော့ဒီသူပဆန်ကိုတုံးတဲ့နေရာမှာပဆန်ရဲ့အရသာကိုပြီးသွားကြတယ်ပဆန်ရဲ့အရသာကိုပြီးတဲ့နေရာမှာပဆန်ရဲ့အရသာကိုပြီးတာကကျွန်တော်တို့အန်ယူဂျီလည်းမကဘူးနော်နိုင်ငံခြားကနေပြီးအန်ယူဂျီကိုငွေကောက်ပေးနေတဲ့နော်မြန်မာအန်ယူဂျီအဖွဲ့ကြီးလည်းပါသွားတယ်အဲ့တော့တိတယ်မလားခုနကဂိုဖမ်းမီတို့ကလည်းလုတ်တဲ့နေရာမှာပဆန်ကဒရဟောဝင်လွန်းလို့ပဆန်ကဒရဟောဝင်လာလွန်းလို့နှက်ကလေး ဒီငွေတွေကိုတောင်မှရက်ထားလိုက်ရတယ်ဒီငွေတွေကိုထုတ်မပေးဘဲနဲ့ရက်ထားလိုက်ရတယ်အဆင့်ကြီးရောက်သွားတာအဲ့တော့ဒီတခိုးတွေက NGO လိုမျိုးပြောတာဝန်ကြီးလိုမျိုးပြောတာဒီတခိုးတွေကနော်ဒီပတ်စံတွေကိုနော်သုံးညတလုံးသုံးခဲ့လိုက်သွားသူတို့အချင်းချင်းပြန်ပြီးခါမှာနော်သူတို့အချင်းချင်းပြန်ပြီးပေါ်ကြတာဥပမာပြစိတ်သူမောင်ကစိတ်သူမောင်ကနေဖြူဖြူသိန်းကိုလှမ်းတိုင်တယ်ဘာတိုင်လဲဆိုတော့ပတ်စံတွေကိုသူတို့ကသူတို့ဘောက်ချာတွေသူ့ဘာသာသူလုပ်ပြီးခါမှာပေးနေဆိုရင်လှမ်းတိုင်တယ်အောင်ချင်းကြီးကိုလှမ်းတိုင်တယ်အဲ့ခါကျတော့ချင်းဖြူဖြူသိန်းကဘာလုပ်လဲကျွန်မနှုတ်ထွက်ပါမယ်ဆိုပြီးခါမှာပြောတယ်တကယ်နှုတ်ထွက်လားမထွက်ဘူးလေငုတ်တို့ကြီးဆိုင်နေတာပဲအဲ့စိတ်သူမောင်ရဲ့စာတွတ်ကြည့်လိုက် ကျေးဇူးမောင်အဲ့ဒါနေပတ်သက်ပြီးလောက်တာမလောက်ဘူးဘာလို့လဲ तू အဲ့ဒါ तू လဲဘာဖြစ်လို့ငြိမ်သွားလဲမသိဘူးပေါ့လေနော်အခုခုမြန်အခုခုပေါ့လေဒါတော့ငြိမ်သွားရဆိုတာလေမြတ်သားပြင်ဟိုဟိုနေရာကောင်းမရမှာကြောက်လို့ပဲဖြစ်ဖြစ်ငွေပေးပေးလေလို့ပဲဖြစ်ကြံကြံနေဟိုကြောက်လန့်တာတခုပဲဖြစ်ဖြစ်အဲ့ကြောင့်ငြိမ်သွားတယ်ပေါ့စွန့်လို့ရပါလေဆိုတော့ဒီပတ်ဆိုင်ရဲ့အရာတာကို NUG ကလည်းတိသွားတယ်နိုင်ငံတကာမှာရှိတဲ့ ING ကိုအဖွဲ့စည်းတယ်လည်းတိသွားတယ်သူတို့ကလည်းပတ်ဆိုင်နေဝင်လာလိမ့်ပင်ဝင်လာတာအဲ့တော့သူတို့လည်းငွေကိုကစားတတ်တယ်ဒီလားနော်သူတို့လည်းငွေကိုကစားတတ်တယ်သူတို့လည်းငွေကိုကစားတတ်တယ်အဲ့လိုကစားတဲ့နေရာမှာ က်ဆံရတာကိုတိသွားပြီးအခါကျတော့ရှင်သူတို့ကဘာမှမလုပ်ငွေပဲထိုင်ကောက်နေကြတော့တယ်နော်ငွေကောက်ဖို့နီလာနေမျိုးစုံကြတယ်တင်ထွန်းနိုင်အင်မတန်တော်တယ်ဘာတော်လဲဆိုတော့ငွေကိုဘလို့လိန်ညာယူရမယ်ဆိုပြီးတိတဲ့နေရာမှာအင်မတန်တော်တယ်တင်ထွန်းနိုင်ဒီအစကသူကိုတင်ထွန်းနိုင်ကိုခေါ်ရဲအဆင်ကြော်သွားပြီးတင်ထွန်းနိုင်ပြီသွားနော်အစကတော့ငွေဝင်မဲ့နေရာဆိုတာမျိုးကစစ်ရေးမှာဆိုလို့ရှင်ပါတယ်လေစစ်ရေးမှာပါတယ်နော်စစ်ရေးဆိုလို့ရှင်သူကပတ်စံဝင်မယ်လို့အောက်မေ့ပြီးကမှအဲလုံကုလက်ကောညင်ဝင်လာအောင်နှစ်ခုလုံးကာကွယ်ရေးဝင်ကြီးလိုချင်တယ် အဲ့တော့လုံကလန်းကအကွက်ခင်းလာပါလေဘလို့ကွက်ခင်းလဲဆိုတော့ကဲကာကော်ရေးဝင်ကြီးနေရတော့ကိုကြီးပဲယူလိုက်ပါဗျာဆိုပြီးတော့ဥညုံမငင်းမလားဆိုပြီးပေးလိုက်တယ်ညုံရင်မွန်းလည်းမငင်းမလဲအေးယူမယ်ကွာဆိုတော့လုံကလန်းဒုက္ခရောက်သွားတယ်ဒုက္ခရောက်တဲ့ခါကျဘာဖြစ်လဲသူတို့ကဘာလဲဆိုတော့လက်နဲ့ကင်တက်ခွက်ရှိချင်တယ်ကိုယ်ကလက်နဲ့ကင်တက်ခွက်ရှိချင်တယ်လုံကလန်းကပြည်သားရေးကိုယူလိုက်တယ်ယူလိုက်ပြီးတော့သူကဘာရေးဆက်လုပ်လဲဆိုတော့ဒီပေါ့နော် PDF ဖွဲ့ရတာကို PDF ဖွဲ့တဲ့ခါကိုသူတို့ကနေပြီးကြမှာမကျေနပ်နိုင်တဲ့ခါကျလို့ရှိရင်သူတို့ NUG ရဲ့လက်အောက်ခံပေါ့နော် NND ရဲ့လက်အောက်ခံအဖြစ် PDF ဆိုတာအများဆုံးအဖြစ်ကဒီတော်လှန်ရေးလုပ်မယ်ဆိုရင်ဝန်ထမ်းကြတဲ့လူငယ်လေးတွေဆိုတော့သူကရိုးသားဖြောက်မှန်တယ် နော်ဒါဆိုရင်တိုက်ခင်ဖိုက်ရင်ရတဲ့လူငယ်လေးတွေအဲ့တော့ PDF ကိုသူကမကြိုက်ဘူးဘာလို့လဲဆိုတော့သူတို့ရဲ့လက်အောက်ခံတိုင်ရမဟုတ်တဲ့ခါကြတော့ရှင်သူတို့ကိုယ်တိုင်ကင်နဲ့ကိုယ်တိုင်တိုက်ဖြစ်ဖို့အတွက်နော်နော်ဘာဖွဲ့လဲဆိုတော့ပတ်ကဖဆိုဖွဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဲ့တော့ဖက်က PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုတော့ People Defense Force ဆိုတာအတူတူပဲလေ PDF နဲ့ပတ်ကဖနဲ့မြန်မာလူနဲ့အင်္ဂလိပ်လူအတူတူပဲဘယ်ရောက်သူကပတ်ကဖတွေဖွဲ့ဘာလို့ဖွဲ့ရလဲဆိုတော့သူတို့က NLD ကရက်ကြီးအဖွဲ့တွေအကုန်လုံးကိုလက်နဲ့တက်ဆင်ပေးခြင်းလို့စဉ်းစားကြည့်နော်ပတ်ကဖဘာလို့ဖွဲ့လဲပတ်ကဖဆိုတာ NLD ကလူတွေအကုန်လုံးကိုပြန်ပြီးလက်နဲ့တက်ခွဲရတယ်။သူအုပ်ချုပ်ရေးအာဏာဖြစ်သူကပြောင်းယူဖို့ရအတွက်ကြံထားတာ။ ်ခက်တာကမကဖဆိုတာအတွက်ဖွဲ့ဖို့အတွက်ဆိုရင်ရုပ်ဖွဲ့လို့မရဘူးလေအုတ်ချုပ်ရဲ့အဖွဲ့လည်းရှိဖို့လိုတယ်သူကလက်နဲ့ကြီးကင်လို့မရဘူးအဲ့တော့ပအဖဆိုပြီးတစ်ခါဖွဲ့တယ်ပအဖဆိုတော့ပြည်တိုင်းဖြစ်တဲ့လုံကုန်လက်အောက်ကိုကင်တယ်အဲ့လုံကုန်လက်ကလုံကုန်လက်အောက်မှာကပအဖတို့တော့လေပကဖဥယျာဉ်မှုလုံးကဖွဲ့ထားတာအဲ့တော့လုံကုန်လက်ကနေပြီးကြမှာဥယျာဉ်မှုဇာနေပြီးတော့မှဥယျာဉ်မှုဇာနေပြီးသူကကွယ်ဖွဲ့ပကဖကိုတောင်းတယ်မပေးဘူးလက်နဲ့ကင်ဖို့ဆိုမပေးချင်ဘူးလေ။နော်လက်နဲ့ကင်ဖို့ဆိုမပေးချင်ဘူး။မပေးချင်တော့ဘာလို့လဲဆိုလုံကုန်လက်ကအဲငါလဲပတ်လာဖဆိုပြီးဖွဲ့မယ်ကောင်းဆိုပြည်သူလုံချုံကြီးတက်ဖွဲ့ဆိုပြီးရဲအဖွဲ့ကြီးကိုခောက်ပြီးတော့တင်းလိုက်တယ်။ ဲ့ဒါဘာဖြစ်လဲပကဖပါဖပါလာဖဆိုပြီးတာပါသုံးလုံးဟာတိုင်းပြည်ကိုနှိပ်စက်မဲ့ပါသုံးလုံးဟာအဲ့လိုပေါ်ပေါက်လာခဲ့တယ်နော်ပြီးတော့ဘာလဲဆိုတော့စက်တော်ပြည်ပြည်ဆိုင်ရဲ့အရသာတည်တော်တဲ့ခါကိုပြန်ပြောအောင်ပြည်ဆိုင်ရဲ့အရသာတည်တော်တဲ့ခါကျတော့သူတို့ကဘာလဲဆိုတော့2021ဒီလေးခေါ်ပြီးတော့တိုက်မယ်ဆိုတော့ဘသူတွေတက်ခါလေ local တွေကိုတိုက်တာကိုစောင့်နေသူတို့ကမတိုက်ဘူးအဲ့တော့ဘာလုပ်ကြလဲဆိုတော့ဒီဘောနော်နေဆက်ကိုခိုးလုံလာကြတဲ့ PTF လေးအကုန်လုံးကိုမတိုက်ဖဲနဲ့ကရင်ဒေတာမှာဥထားလိုက်ကချင်ဒေတာမှာဥထားလိုက်နဲ့ဥထားတယ်။လက်နဲ့လည်းစင်မပေးဘူးနော်။လက်နဲ့လည်းစင်မပေးဘူး။စင်ပေးခါကျလက်ကောင်ကိုခေါင်ကောင်ကဝင်တိုက်စစ်တပ်ကဝင်တိုက်ခါကျအကုန်လုံးက တက်ခံရတယ်နော်မပြေးနိုင်ရင်တက်ခံရတယ်နော်အဲ့တော့ဘာလဲဆိုတော့ဒီနေရာမှာအဲ့တော့ခုနကပြောတဲ့လူ2021လည်းဘာမှမလုပ်ဘူး22လည်းဘာမှမလုပ်ဘူးမလုပ်ဘူးဘာလို့အလိုလိုပြိုကြတာကိုစောင့်နေရအဲ့ဒီအချိန်မှာဇင်မာအောင်ဘာထားပြောလဲဆိုတော့ကျွန်တော်တို့ကကျမတို့ကိုလက်နဲ့တီးပေးစရာမလိုပါဘူးကျွန်တော်တို့နိုင်တိုင်းနေပါတယ်ကျမတို့ legitimacy ပဲပေးပါယူနေလားမသိဘူးနော်ယူနေလားမဟုတ်ဘူးခင်ဗျလူလဲကြတာနော်ကျန်တဲ့လူတွေတိုက်ပြီးမှနိုင်လို့ရှိရင်ငါတို့ကအစင်တယ်လဲဝင်နေမယ်ကျမတို့ကကိုယ်နဲ့တိုက်တာမဟုတ်ဘူးကျမတို့ကဒါစစ်ရေးကိုဖိအားနေတယ်သူကိုယ်နဲ့ပြောခဲ့တာ၃လေးနေရာလောက်ပြောခဲ့တယ်ဗါလဲ pressure mechanism နေနဲ့တုံးတာ စစ်ရေးကိုဖိအားပေးဖို့အနေနဲ့တုံးတာစစ်ရေးကိုသူ့ကိုဖိအားစစ်ကောင်စီကိုဖိအားပေးဖို့အတွက်စစ်တပ်တွေထောင်ရတာဖြစ်တယ်ဆိုပြီး pressure mechanism အနေနဲ့တုံးတယ်လို့ပြောတယ်။တကူကလည်း pressure mechanism အနေနဲ့စစ်တပ်ကိုလက်နက်ကင်ထောင်နေစစ်တပ်ကသူ့ကိုပြင်အသေးပြတ်တာ။ကျွန်တော်နေအဲ့လောက်နေလုံးဝအဆက်မရှိဘူးလား။ဟင်?အဲ့တော့တပ်ကလက်နက်ကင်ထားပြီးဆိုလို့ရှိရင်စစ်တပ်ကအသေးတတ်တာပဲ။အဲ့တော့ဗါလဲဆိုတော့ပြင်းထဲမှာရှိရင်လက်နက်ကင်ပြီးတော့တော်လိုင်းမင်းတို့ထင်တဲ့ကလေးတွေကမတော်လဲမတော်လိုင်းရဘူး။လက်နက်လည်းမကင်ရဘူး။စစ်တပ်အနေနဲ့ဖွဲ့ထားပြီးကြမှာငုတ်တို့လာတိုက်ရင်ထွက်ပြေးနေရတယ်။ သူတို့ပတ်စံပေးတာကြာပတ်စံပေးလက်နဲ့ပေးတာရာသမီပတ်ကဖားတွေပတ်အဖားတွေကိုဆင်နေပါလက်နဲ့ဆင်ပါလို့ဆိုတော့သူတို့ကတိုက်လည်းမတိုက်ဘူးတနက်ကြီးနဲ့စစ်ပေးဆောင်လုပ်တယ်ပြည်သူတွေကိုအခွန်ကောက်တယ်စစ်တပ်ကစစ်ကြောင်းတွေထွက်ပြေးတယ်နော်အဲ့လိုဖြစ်တဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဘာဖြစ်လာလဲဆိုတော့ဒီတော်လိုင်းကြီးက2021လည်းဘာမှမလုပ်2020လည်းဘာမှမဟုတ်2020ကြာလို့ရှိရင်ခုနပြောတဲ့နေဖုံးနဲ့ဆောက်ဘောကောင်ကကတော့နော်ကျွန်တော်ရိုင်းရင်းနဲ့ရိုင်းပြီနော်နေဖုံးနဲ့ဆောက်ဘောကောင်ကဘာလဲဆိုတော့စစ်မျက်နှာ6ခုဖွင့်မယ်နိုင်ငံရေးစစ်ရေးစီးပွားရေးဘာလဲဒီနိုင်ငံခြားရေးကျွန်တော်မှတ်မှတ်မိခါပါလားအဲ့စစ်မျက်နှာ6ခုဖွင့်ပြီးမှ1 year plan နဲ့နော် တစ်နှစ်အတွင်းပြတ်တိုက်မယ်ဆိုပြီးဟိုသခိုးမှာထပြီးမှပြောသေးတယ်။ဘာညံ့ပြန်လဲဆိုလို့ဆိုတာကျွန်တော်လက်ခံတယ်။တော့ဆင်မနာ6ခုဖွင့်မယ်ဆိုတော့ဘာဆင်မနာလဲဆိုတော့နိုင်ငံခြားရေးတယ်၊စီးပွားရေးတယ်။စီးပွားရေးဆိုရင်စီးပွားကုသရေးခင်မမမျိုးဘာတက်လို့လုံး။အဲ့တော့ဒါဒီပလီပလာကြီးဆိုကျွန်တော်သိနေပြီ။2021 2022မှာတော့တို့ရုံသေးတယ်။23မှာတော့ပလီပလာဆိုတာသိနေပြီ။ပြီးတော့တင်းတင်းတော့ကျွန်တော်ဆဲခံလာပေါ့။ဆဲခံလည်းမတက်နိုင်ဘူးဒါပြောရမယ်။2023မှာလည်းနက်ကန်ကောင်းတာတက်တုံကညက်စ်ခွေရရောက်လာတော့တို့ကတို့တို့ဟာတယ်လို့ပြောတယ်။တို့ရဲ့တို့နဲ့တိုင်မမီလို့လို့တက်တုံကညက်စ်ခွေပြောတယ်။အဲ့2024တခုလုံးတို့ client စီးနေတယ်။ တက်တော့ညနေကလိုင်းဆွေးပြီးခါမှာတို့ကတိုက်တယ်လို့လို့ဘာလို့လို့ညာလို့လို့နဲ့2025ကျတော့ဘာမှလုံးလို့မရတော့လူတိုင်းကလည်းသိနေပြီခုနကပြောတယ်ရေမွန်ပြောတယ်သူလည်းဥယျာဉ်မှာတောက်ခေါ်တယ်ရေမွန်ပြောတယ်အထွေထွေစီကြီးဘယ်တော့စမှာလဲလောင်းမလားကဲ2020ကဲ2020ဒီဇင်ဘာထိအထွေထွေစီစနိုင်နိုင်မစနိုင်လောင်းမလားကဲနော်အဲ့တော့ဘာတွေပြောချင်တာလဲဆိုတော့တင်ထွန်းနိုင်ရလဲနော်ခုနပြောလို့ပတ်စံကိုနင်းမျိုးစုံနဲ့လိန်လီယူသွားတယ်ဘယ်လိုလိန်လီယူသွားလဲမင်းအောင်လိုင်းရဲ့အင်ယာလိုင်းကနေအင်ကိုရောင်းမယ်နော်ဘာလဲလဲမိုးကုတ်တို့မိုးကုတ်ကြောက်ကုန်းကြောက်တွန်းဒေတာတွေကိုနော် ကြောင်မြလုတ်ကွက်တွေရောင်းစားတယ်အဲ့ဘုတ်ကရတယ်လေဘယ်မလဲပြန်တော်ပေးနိုင်ရတယ်ဘယ်မလဲလုံကုလုံလောက်ပြန်ပြန်ထွက်နိုင်ဘယ်မလဲအဲ့တော့ဒါလေနောက်တစ်ခါနန်းနန်းနဲ့ကအကွက်ရည်ရောင်းစားလေးနဲ့ရောင်းစားနေရလေဘာလဲဆိုတော့ပြည်သူပိုင်ပစ္စည်းတွေကိုအဲ့လိုမျိုးသူတို့အစိုးရအဖွဲ့ကဘသူရဲ့သဘောတူညီချက်မှမပါဘဲနဲ့ကဲဝယ်ချဝယ်ချလို့ပြောလို့မရဘူးနော်အဲ့တော့ပြည်တွင်းမှာလည်းသူတို့ကဘာလဲဆိုတော့ပြည်တွင်းကလူတွေကလည်း ပတ်စံအရင်ကလေဆိုတာခုနကပြောတဲ့ NUG ကလည်းပတ်စံရတာတည်သွားတယ်။ Fenrir တွေကလည်းပတ်စံရတာတည်သွားတယ်။ပြည်ပမှာရှိကြတော့ကျွန်တော်တို့ခုနကဗမာ NGO တွေပေါ့နော်ဗမာ NGO တွေကလည်းပတ်စံရတာကိုတည်သွားတယ်။အဲ့ပတ်စံရတာတည်သွားတယ်။အုပ်စုကြီးတွေပေါင်းပြီးရမှာပြည်သူလူထုကိုအမျိုးမျိုးပါပါလိတဲ့ထူထူလှီးတယ်။နိုင်တော့မယ်ပေါ့ဆော့တွေပေးတယ်။အဲ့တော့ဒီတိုင်းပြေးလိုက်ရမလားဒီကောင်တွေဒီတိုင်းလှုပ်ပေးချင်တာလား။ No မပြေးသေးဘူးဆိုတာကတော်လိုင်းပြီးရင်ပြေးပြေးလိုက်တယ်ဒီကောင်တွေဒီတိုင်းလှုပ်မပေးနိုင်ဘူး။ဒီကောင်တွေကလူယုံပါလေဒီကောင်တွေဒီတိုင်းလှုပ်မပေးနိုင်ဘူး။ချစ်ချင်းမယ်။ အဲ့လူလုံးမာတွေကိုဒီတိုင်းလှုပ်ပေးလို့ရှိရင်ကျွန်တော်တို့ဟာဘာဖြစ်သွားလဲကျင်လဲနောက်ထပ်အခိုးတွေတ냐တွေပေါ်လာခဲ့မှာနောက်ထပ်လူလိမ်တွေပေါ်လာမှာပဲနော်တန်းရွှေခေနေဝင်ခေနေဝင်အနာတိတ်ပါလေနေဝင်ဘာမှဖြစ်သွားဘူးသူသားသမီးတွေသူ့မီးတွေအင်းနေဝင်တွေပါလို့ပြုံပြုံကြီးတင်မလားဟိုဘာပြုံးနေတန်းရွှေမီးမြောက်ကလေးနော်ဆော်ရီချာပတ်သွားပြီးပြင်းပြင်းလေးလုပ်နေတာမြန်မာနိုင်ငံဘက်ခြံချဖြန့်စင်တာတွေကစတားလင့်အလုံး2500ကျော်အပိတ်ခံရ မြန်မာနိုင်ငံကြားဖြတ်စင်တာတွေမှာအသုံးပြုနေတဲ့ Starlink ဆက်2005ရကြော်ရဲ့ဂျူဒူးဆက်သွယ်ချိတ်ဆက်မှုလမ်းကြောင်းတွေကိုဖြတ်တောက်လိုက်ပြီးလို့ Elon Musk ရဲ့ Spacer ကကုမ္ပဏီကဒီနေ့ထုတ်ပြန်ပါတယ်။ထိုင်းမြန်မာနယ်စပ်မြန်မာပြည်ဖက်အချမ်းမြဝရီမြို့ကကြားဖြတ်စင်တာ3ဆက်ကြော်ဟာကမ္ဘာတဝန်းကလူထောင်နဲ့ချီကိုလူကုန်ကူးပြီးတော့အဲ့ဒီလူတွေကိုအတင်းအထမဖီအားပေးခိုင်းစေ Starlink Internet တွေအသုံးပြုပြီး20ဒေါ်လာဘီလီယံ10နဲ့ချီဝင်ငွေရတဲ့လိခလယ်မှုတွေပြုလုပ်နေပါတယ်။ SpaceX ကုမ္ပဏီအနေနဲ့မဖြစ်မနေအရေးယူဖို့လိုအပ်တာတဲ့အခြေအနေဖြစ်လာတဲ့အတွက် အခုလိုအရေးယူတာဖြစ်ကြောင်း Starlink လုပ်ငန်းကြီးကလော်ရင်ဒီယာကထုတ်ပြန်ပါတယ်။ Starlink 2005ကျော်ပိတ်ခံရတဲ့အခုအရေးယူမှုဟာမြန်မာအာဏာသိမ်းစစ်တပ်ကတနင်္လာနေ့မှာမြောက်ရီမြို့နယ်တွေက ကြားဖြတ်မြို့တော် KK ဘက်ကိုဝင်စီးနှင်းခဲ့တဲ့ကိစ္စဖြစ်လာပြီးနောက်ဆက်တွဲဖြစ်လာတာပါ။ စတားလင်ဂျိုဒူးဆက်သွယ်ရေးနည်းပညာဟာတရုတ်ရာစသူမြတ်လက်ကိုင်းတွေကိုနေဆက်တလျှောက်ဝေးလံခေါင်းတည်သောနေရာတွေကနေကြားဖြတ်လုပ်ငန်းလည်ပတ်နိုင်မှုအထူးကပံ့ပိုးမှုတွေလှုပ်ဆောင်နေကြောင်းကျွမ်းကျင်သူတွေကထောက်ပြနေကြတာကြားပါပြီးအလုသမားတွေကိုတရားသူမြတ်ရဲ့အလုပုံစံမျိုးဗန်းပြလာစာကောင်းကောင်းပေးမယ်လို့တွေးဆောင်ဖျားယောင်းကြားဖြန့်စင်တာတွေမှာဖန်ဆီးချုပ်နှောင်ထားပြီးအွန်လိုင်းလိမလဲမှုတွေလုပ်ဖို့အတင်းကျပ်ခိုင်းစေခဲ့ပါတယ်အဲ့ဒီမှာအလုလုတဲ့သူတွေဟာ나이ပေါင်းများစွာအလုလုရပြီးနှိမ့်ဆက်မှုတွေခံရတယ်လို့ သူတို့သတ်မှတ်ထားတဲ့အရေးအတွက်ပြတ်မှတ်မပြည့်ရင်လည်းနှိမ့်ဆက်ရိုက်နှက်မှုတွေခံရတတ်ပါတယ်။ကြားဖြတ်စင်နာတွေမှာအတ္တမစီခိုင်းခံရတဲ့သူအများစုကအာဖရိကနိုင်ငံတွေကလာတဲ့သူတွေဖြစ်ပါတယ်။တနင်္လာနေ့မှာ KK ဘက်ကိုဝင်စီးတဲ့အချိန်မှာ Starlink ဆလောင်း၃ဆဲစုံနဲ့ဆက်ဆက်ပစ္စည်းတွေတိတ်မိခဲ့ပြီးအဲ့ဒီအဆောက်အုံတွေထဲကနေအလုတ္တမအမျိုးသား1645ဦးအမျိုးသမီး455ဦးနဲ့လုံခြုံရေးအဖြစ်အမျိုးသားကို 18ဦးစုစုပေါင်း2109 18ဦးကိုတွေ့ခဲ့ရနိုင်တယ်ပတ်စံနေနဲ့ဆိုလိုကြမှာသူကဆရာကြီးလုံနေနိုင်တယ်ဘာဖြစ်လို့လဲဖြစ်ဖြစ်နေပြောလို့ရှိရင်ဘသူခါမှသူတို့ကိုခုနပြောလို့အရေးယူမှုတာဝန်ခံနိုင်မှုမရှိကြလို့ပဲနော်မင်္ဂလာပါဟုတ်ကဲ့ပါဟုတ်ကိုကြီးလေးမင်္ဂလာနော်မင်းအောင်လည်းဘာကြောင့်အာနာသိမ်းရတယ်လဲတန်းရှင် အာနာသိမ်းတာစောင်းမောင်အာနာသိမ်းတာခင်းညွန့်အာနာသိမ်းတာ အာဏာသိမ်းပြီးတော့ transition နဲ့ PDT ရောက်လာတဲ့အချိန်မှာ transition နဲ့ justice မပါခဲ့လို့သူတို့ကသူတို့ကိုတာဝန်ခံမှုမပါခဲ့လို့တာဝန်ခံတိုင်းမပါခဲ့မပါခဲ့တဲ့ကြောင့်မင်းအောင်လေအာဏာသိမ်းရဲ့တန်ရှင်တို့ transition နဲ့ justice မှာတန်ရှင်တို့လိုအပ်တယ်လို့ရေးယူရမယ်ဆိုလို့ရှိရင်ပါလို့ရှိရင်မင်းအောင်လေအာဏာမသိမ်းရဲ့ဘူးဒီတိုင်းပဲနော်တော်လိုင်းရေးကာလမှာဒီလိုပတ်စံတွေလိမ်လည်စားတော်တာကိုဒီတိုင်းကြီးလှုပ်ပေးလိုက်တဲ့အခါကျတော့ရေနောက်ထပ်လိမ်မဲ့သူတွေပေါ်လာအောင်ပါပဲအဲ့လိုလိမ်နေသူတွေဒီတိုင်းကြီးလှုပ်မပေးနဲ့ပြည်နှမ်းမှာလည်းဥပဒေရှိတယ်ပြည်ပမှာလည်းဥပဒေရှိတယ်ပြည်ပကိုထွက်ပြေးလဲပြည်ပရဲ့ဥပဒေနဲ့ ဟောပြလို့ရတယ် transitional crime လို့ခေါ်တယ်ပြည်ပမှာငွေကိုလှည့်လိမ်လည်ကောက်ခံတာဒါတွေနဲ့ကျွန်တော်တို့တရားစွဲလို့ရတယ်နော် transitional crime ခေါ်တယ် fraud crime ခေါ် crime ခေါ်တယ်ဒီ crime တွေအကုန်လုံးနော်ပတ်စံလိမ်လည်ယူသွားတဲ့တင်ထွန်းတိုင်းပတ်စံလိမ်ညာယူသွားတဲ့အဖွဲ့နော်အကုန်လုံးကဒီ criminal case နဲ့ပြန်ပြီးကမှတရားစွဲဆိုင်ရမယ်တော့မပေးနိုင်ဘူးတခြားသူတွေလည်းကျွန်တော်မလုပ်ဘူးနော်ဒီနေရာမှာနော်ဘာတွေဖြစ်လာလဲဆိုတော့သူတို့တွေလိမ်လည်နေတာကိုသိရတဲ့နဲ့ဘောနော် လင်းလင်းနေရအောင်တည်ရတဲ့နဲ့ပြည်သူတွေကဘာကြောင့်များမပြောရဲကြတာလေနှစ်ပိုင်းရှိနော်ပထမတစ်ချက်ကအစဉ်ပြေနိုးပြေနိုးနဲ့စောင့်နေတာ2025ကရောက်လာတယ်စူးစမ်းနိုးစူးစမ်းနိုးနဲ့စောင့်နေ2025ကရောက်လာတယ်ဒါတပိုင်းနောက်တစ်ပိုင်းကပြေနိုးရလူတွေကဘယ်လိုအတန်းထွက်နိုင်မလဲငါတို့လူထားတယ်ငါတို့လူထားတယ်ငါတို့လူထားတာရပြန်ပေးဆိုပြီးတော့ကိုစည်းကမင်္ဂလာပါနော်အဲ့တော့ဘာလဲဆိုငါတို့လူထားတာရပြန်ပေးဆိုပြီးတော့ပြေနိုးရလူတွေပြောလို့ရှိရင်နော်ပြေနိုးရလူတွေပြောလို့ရှိရင်စစ်ကောင်စီကိုလက်တွတ်လိုက်ပါလေအခုလက်တွတ်တဲ့ပွဲကြီးခက်စားတယ်တွေ့ရမလားစစ်ကောင်စီကိုအဟောင်းနေတဲ့အဟောင်းနေတဲ့ပြန်ပြီးလက်တွတ်နေကြတယ် ဘာလဲဆိုတော့နောက်ပြလို့ရန်အောင်ကြီးရန်အောင်တခုမှမပြောလဲသူ့စီကိုလှူထားတယ်ချပြလိုက်ရမလားဆိုတော့ဒါဘာလဲဆိုတော့တော်လန်ရုံရန်အောင်လှူခဲ့ဘူးတဲ့ဘာဆိုတဲ့သဘောပေါ့နော်အခုပြင်းနေမှနေတယ်မတက်တာဘူးသူ့သူစိတ်မြင်နေပြီးဘောမှချင်လို့ပဲမမမတက်တာလို့ပဲမမသို့တော်ပြင်းနေရလူကစန့်ကျင်လို့မရတော့အမှန်ပဲနော်နော်စန့်ကျင်လို့မရအောင်ပြင်းနေရလူကဒါကိုကျွန်တော်ကဘာလဲဆိုတော့ဘွိုင်းကောက်စင်းနေကိုဘွိုင်းကောက်စင်းနေကိုအကုန်လုံးဆွဲထည့်ဥမာနေကျွန်တော်တို့ပို့ပို့စန္ဒပြိုင်နဲ့ဖန်ခံရတယ်ပြုံပြုံလေးဝင်သွားတယ်နော်နောက်တစ်ခုကျွန်တော်တို့ဘာလဲဟိုဘာလဲဟိုပိုင်တစ်ခွန်း ဆန္ဒပြရင်ဖက်ခံရင်တနေ့ထောင်ကြပြန်လွတ်လာတယ်။ပြန်လွတ်လာတဲ့အချိန်မှာ तू ကဘာလဲ။တက်ပြီးဆန္ဒပြရမှာလား။နိုင်ငံကြောင်းထွက်ပြေးပြီးတို့လိုနေရမှာလား။အဲ့ तू နဲ့ထောင်ကြပြီးပြီလေတော်ပြီပေါ့။အဲ့လာမှာ तू ကို normalize လုပ်လို့ဆိုပြီးတခိုးမှနေဆဲဖို့ရအတွက်မြောက်ပေးတယ်။ဒါမှရိုင်းလာကိုလေဒါစော်ကားတာကိုလေ။နော်။တော်ပြီပေါ့တို့ဒီလောက်ခံ तू က तू ဖြစ်ခုနကလို့အဖက်မခံရအောင်ဆောင်းတလတောင်ချီလို့15ရက်နဲ့ထွက်ပြေးပြီးကမှာအထင်ကလူကို normalize လုပ်တယ်ဆိုပြီးကမှာ။ Okay အဲ့မှာရေနော်။အဲ့လိုမျိုး နော်ပြည်တွင်းကလူတွေအကုန်လုံးကိုတွေးခွဲပြီးကမှာပြည်တွင်းမှာနေတဲ့လူတွေအကုန်လုံးကို normalize လုပ်လို့နော်ပျော်ပြလို့ဆိုပြီးကမှာစော်ကားပြီးကမှာသူတို့ကိုယ်တိုင်ကနိုင်ငံသားမှာ pension ဘူးခါပြီးကလိုက်ပြင်မလားဟိုပွဲသွားလိုက်ဒီပွဲသွားလိုက်တပွဲကိုခုနကတယောက်ကဒေါ်လာ1000ပေးရတယ်အဲ့ ATM ပွဲပွဲလိုက်တက်လိုက်တယ်ဒါမျိုးလုပ်ပြကြစော်ကားတာခေါ်တယ်ပြည်သူပတ်စံကိုလိန်လဲယူနေတယ်ပြည်တွင်းမှာရှိတဲ့ပြည်သူကိုကြလဲစော်ကားသေးတယ်ပြည်တွင်းမှာရှိတဲ့ပြည်သူလည်းလှုပ်မရအောင်လုပ်သေးတယ်အဲ့တော့ဘာဖြစ်လဲစောစောပြောလို့ပဲဒီတော်လိုင်းကမနိုင်တာမဆန်းဘာလို့လဲလို့လဲတော်လိုင်းဆိုတာတယောက်ကနေနှစ်ယောက်ပွားအောင်လုပ်ရတာရှိတဲ့နှစ်ယောက်ကိုကြောက်ပြီးရမှအတမထွေရအောင်လုပ်တာမဟုတ်ဘူး နော်အဲ့တော့ခုလုံရရတဲ့သူတွေအကုန်လုံးက NUG လည်းပါတယ် NUG ကသူ့ကိုယ်တိုင်မဆဲဘူးဆဲမဲ့သူကိုမြောက်ပေးတယ်ဥပမာဒီဘုန်းနဂါးနဲ့တကိုးမနဲ့ကိစ္စဘုန်းနဂါးကဒီဘုန်းနဂါးကဒီရိုးရိုးသားသားပတ်စံမရလို့မရောက်ပြတာကိုဘုန်းနဂါးနဲ့ပတ်သက်တဲ့အချက်လက်တွေကိုတကိုးမလည်းထည့်လိုက်တယ်ချင်းချင်းပြောမယ်နော်ဒါဒီ NUG ဒီဒါဒီတော်လှန်ရေးသစ္စာဖောက်တယ်ခေါ်တယ်ဟုတ်လားဘုန်းနဂါးလက်နဲ့ဘယ်လောက်ရလဲလက်နဲ့ဘယ်လောက်ရလဲဆိုတာပတ်စံကိုကြာပို့ပြောလိုက်တယ်လက်နဲ့လက်ရည်တွေကချင်းဟာဘာလာငားလဲဘာညာဘာညာဆိုတာတကိုးမလည်းထည့်ထည့်လိုက်တယ်တကိုးမကိုလည်းပြောတဲ့ကိစ္စမှာဒါဒီချင်းချင်းလေးပဲဒါဒီတော်လှန်ရေးသစ္စာဖောက်တာခေါ်တယ် NUG ကြီးက အဲ့တော့ပါလို့ဆိုအန်ယူဂျီကသူ့ကိုယ်နဲ့ဆိုင်မနဲ့ဆိုင်မဲ့သူတွေကိုမြောက်ပေးပြီးခါမှာဒါကိုတိုက်ခိုက်တာတင်ထွန်းနဲ့လည်းကိုယ်နဲ့ဆိုင်ပါလေကိုယ်နဲ့ဆိုင်ပါလေသူ့ရဲ့သူ့ရဲ့ page ကြီးရှိပါသေးတယ်ပါလေအင်းจุလီပါจุလီပါဆိုပြီးကျွန်တော်နာမည်တက်ပြီးဆဲတယ်တင်ထွန်းနိုင်မျက်မှန်ရိုင်းလိုက်ဟမ်လူလုံးပါကြီးတင်ထွန်းနိုင်ဆိုလို့ရှိရင်လေ तू ကသူ့ကိုယ်နဲ့တောင်မှจุလီပါမှာ तू ရင်းနေတာကမှာ तू လို့နာမည်မခံရဲပဲနဲ့ဝင်ပြီးတော့ကျွန်တော်ဆဲတယ်ဒါမှလည်းဆိုတော့ပြည်သူလူထုကလူအဲ့လိုထောက်ပြလာတော့ तू ကဆဲပြီးခါမှာ तू ကနေပြီးတော့နှိမ်ချပြလိုက်တယ်သူတို့နဲ့မြင်မြင်တို့လို့ရှိရင်တော်လိုင်းကြီးကိုတယောက်ကနေနှစ်ယောက်ခွဲပြလိုက်တယ်အဲ့ဒါကဘာဖြစ်တာလဲဆိုတော့တော်လိုင်းကြီးကို ပြုတ်ခွဲအောင်လုပ်တာလေအန်ယူဂျီနဲ့သူ့ရဲ့ lobby တွေပဲဖြစ်တယ်။အဲ့တော့တခုမှကတော်လိုင်းကိုပြုတ်ခွဲအောင်လုပ်တာလေနှစ်နည်းရှိပထမနည်းကခုနကပြောလို့အန်ယူဂျီလိုချင်ဆဲပေးတာနောက်တနည်းက fundraiser တွေနာမည်ကြီးတဲ့ fundraiser တွေအကုန်လုံးကိုရိုက်ချပလိုက်တာ။ရိုက်ချပြီးတော့သူ့စီငွေဝင်အောင်လုပ်တာသူ့စီငွေဝင်လို့ရှိရင်သူကခိုးလို့ကောင်းတယ်လေ။ရှင်းရှင်းလေးနော်သူ့စီငွေဝင်သူကခိုးလို့ကောင်းတယ်ဘာဖြစ်လို့လဲပုံစနစ်တကျလုပ်တယ်နော် transaction ပြတယ် transaction ကြီးပြနိုင်တယ်။အဲ့တော့အဲ့လိုပြတဲ့ခါကျလို့ရှိရင်ပုံကမသွားပြီးကြမှာပုံပြတဲ့လို့ဝိုင်းခင်းနေပုံကို တကူပါလို့ကျင်ကြလိုက်တယ်။ဟိုက transition ကြီးပြန်လိုက်။ဘယ်မှလဲ transition နင်းတကူမှပြန်နိုင်မှာမပြန်နိုင်ဘူး။ဘုံကနာမည်ကြီးလာရိုက်ချတယ်။ဒါညို့ပေါ့နော်။နာမည်ကြီးတော့ Ferrari တွေအကုန်လုံးကိုသူကနေပြီးမှဖြိုခွက်ပလိုက်တယ်။စဉ်းစားကြည့်နော်။အခုတကူမှလောလောတဲ့အချိန်စဉ်းစားကြည့်။တုံးကလောလောတဲ့အချိန်က instant time နဲ့လုပ်နေ။အရှိအရှိတိုင်းအချိန်နဲ့လုပ်လုပ်နေ။သူ live လွှင့်နေတယ်ပဲဆိုအရှိတိုင်းအချိန်နဲ့ရှင်နေလုပ်နေတာ။အဲ့တော့မြန်မာနိုင်ငံကို target ထားတာမဟုတ်ဘူး။သူကစင်ကာပူကစင်ကာပူကတကယ်ဟိုတက်ကြွတဲ့အိမ်ပေါ်မှာလေးတွေကိုကတော့နော်အိမ်ဝင်လေးဆိုကျွန်တော်ဝါပြီးတော့မစော်ကားမှုတာတာသူ့တို့သူ့လုပ်နေ။သူကဟို target ထားတာ အဲ့မှာစိတ်ကူမှရောက်နေကြတယ်ကျွန်တော်တို့အိမ်ကူလေးတွေကဘာလဲဆိုတော့သူတို့ကစားလဲအများကြီးဖတ်နိုင်တော်လိုင်းဝင်မယ်တအားစိတ်ပါတဲ့ခါကျတော့တအားလူကြတယ်လူကြတဲ့ခါကျဘာဖြစ်လဲဆိုတော့စင်ကာပူရဲ့ဒီငွေငွေလှူအားမနေတဲ့ခါကျတော့ဘာလုပ်ပြလိုက်လဲအဲ့ဒီစင်ကာပူကဖရန်ဇာဂူဂူကိုရိုက်ချပလိုက်တယ်ရှင်းရှင်းလေးနော်ဂူဂူကဘာလဲရိုက်ချလဲစင်ကာပူမှာရတော့သူကငွေအလူငွေထည့်တော့ပြည်သူအင်အားလို့ချင်းခါကျတော့ဂူဂူကိုရိုက်ချပလိုက်အဆက်ကလို့ချင်းအတူတူပဲလုံးနေကြတာပဲအဲ့တော့ဘာလဲရှင်းရှင်းလေးသူကဘာလဲဆိုတော့သူ့စီငွေဝင်မှုတော့ကျန်တဲ့ဖရန်ဇာတွေကလုံးလဲချမှာ เนาะအဲ့လိုမျိုးလောက်တာအဲ့တော့ဘာလဲဆိုတော့ခုနပြောတဲ့လိုပဲကျွန်တော်တို့ကဒီဘောနော်အနာတိတ်တဲ့အချိန်မှာငွေရဲ့ဟာပိတ်သွားခဲ့တဲ့အလူရဲ့အကုန်လုံးကပြည်တွင်းကလူတွေကမလုံရတော့ဘူးမပြောရဲဘူးပြောလို့ရှိရင်ဟိုမှာဟွာလိုပဲ ဗာလဲကိုရလေးတင်မလားငါဝင်လူသားချပြလိုက်လားဆိုပြည်တွင်းလူတွေနှိပ်ဆက်ပြီးကြမှာအဲ့လိုပြည်တွင်းလူတွေစစ်ကောင်စီနဲ့ချင်းချောက်တယ်စစ်ကောင်စီနဲ့လည်းတို့အဆက်အသွယ်ရှိကုန်ရပါလေဒါကျွန်တော်ပြောလို့ရှိရင်ဒါမကောင်းပါဘူးဒါကြီးအချို့ကကြတော့တက်တယ်တက်တယ်တော့ပြမရပြီနဲ့ဒီ link တွေရှိရဆိုရင်ကျွန်တော်မှန်းဆလို့ရတယ်တကူမှရဲ့ link တွေပါလေဆိုလို့ရှိရင်ဒါဒါကျွန်တော် like နေတာတွေရှိပါလေမပြောချင်လို့ပါနော်မပြောချင်လို့ဆိုတာဟိုဘယ်လိုပြောမလဲမိနိုင်တော့မှကျွန်တော်တို့ကလောက်တာကောင်းတာပေါ့နော်မမိနိုင်တော့ဒီပဲနဲ့ကျွန်တော်ပြောလို့မရဘူးခုနကမှတ်ဖြစ်ကျွန်တော်တို့တကူမှနဲ့ပတ်သက်ပြီးကြမှာဒီကျွန်တော်တို့ခဏခဏကျွန်တော်ပြောနေမနှင်းတူရဲ့တူရဲ့ပါပေါ့နော်မနှင်းတို့ပါလို့ဆိုလို့ရှိရင်ပြည်တွင်းမှာလည်းရန်နာတဲ့နေဖွင့်နေသေးပဲ နော်တခုမှရပတ်သက်တဲ့သူသူ့ရဲ့သူမြန်မာ Supreme ဘာညာဘာညာအဖွဲ့အရေးရှိရလေကိုထင်ဝင်းတို့အဖွဲ့ထင်ဝင်းတို့ကိုထင်အောင်ဝင်းမှတကယ်ညာတခုကိုထင်ဝင်းတို့ဖွဲ့ဆိုလို့ရှိရင်လည်းသူကဒီအမေရိကန်မှာဆယ်ဘာညာဘာညာကားပေါ့နော်အဲ့ကားဆိုလို့ရှိရင်လည်းသူကပြီးတော့မှသူကအခုတည်းကကားကြီးရောင်းနေလို့မယ်အဲ့တော့သူက link နေရှိပြီးသားအဲ့ကိုထင်ဝင်းဆိုလို့ရှိရင်လည်းခုနကပြောလို့ဒီတစ်ဖက်ကကျွန်တော်တို့ဗာလဲခွာနီးဝနာခွာနီးလားဝနာခွာနီးတို့တုံးနိုင်မန်းတို့နော်တုံးနိုင်မန်းဟာဥရှိမန်းတာတုံးနိုင်မန်းလားနော်ငကားမန်းဆိုပြီးသူရဲ့ဟာရှိတယ်သူတို့ရဲ့ link နေရှိတယ်ဒါကြီးကကျွန်တော်ချိန်ထားရရှိတယ် အဲ့ဒါကြီးအကုန်လုံးကျွန်တော်သိပါတယ်ထားပါတော့ကျွန်တော်တို့တေချာတိချာကျွန်တော် like ကိုရတော့ကျွန်တော်အဲစူးစမ်းနေတာပဲရှိသေးတယ်။ဒါပေမဲ့တော့အဲ့လိုမျိုးတို့ကအဲ့လိုမျိုး link နေတယ်တို့ကစစ်ကောင်စီကိုတန်းလိုက်မယ်တို့ကပြည်လူနဲ့ပြည်သူကမလောက်တာတော့အဲ့ဒါနိုင်မယ်ကျွန်တော်လူထားတာလေလူထားပြီးတော့ငါပစံပြန်ပေးဆိုတဲ့အချိန်မှာတိုင်မယ်ဆိုတော့ဘယ်သူမှမတိုင်မတိုင်ရတော့ပြိပကြအောင်ပြိပကလူတဲ့သူတွေလေပူကြောက်တယ်တို့ကဘာလို့ဆိုပြိပကပူပြီးခံမှာပစံအမောက်လည်းများတယ်တို့ကနေရတဲ့ဘဝကလည်းတော်တော်ကြိုးကြိုးစားစားနေရတဲ့ဘဝဥပမာအမေရိကန်လိုနိုင်ငံမျိုးဆိုလို့ရှိရင်တို့ကလှုပ်လိုက်တယ်ဘုံတွေဝယ်လိုက်တယ်ဝယ်လိုက်ပြီးတော့ဒီဘုံနဲ့ပတ်သက်ပြီးခံမှာပြန်တောင်းမယ်ပစံတွေကိုပြန်ပြီးထုတ်မယ်ဆိုလို့ရှိရင် အကြမ်းဖက်ဖွဲ့စည်းနဲ့ဆက်တော်ဖြစ်သွားမယ်။ဟင်းနော်တော်လန်ရေးဆိုလက်နဲ့ကန်ရတာပဲလေ။တော်လန်ရေးကိုလက်နဲ့ကန်ရတဲ့နေရာမှာနော်ဒီအမေရိကန်နိုင်ငံကအကြမ်းဖက်တွေနဲ့ဆက်သွယ်မှုမရှိပါဘူးဆိုရင်ညာတော့ပြပကိုလာတဲ့ဒီမှာမရအောင်ကျွန်တော်တို့ကဗာလဲဆိုအမေရိကန်နိုင်ငံကမေးတယ်။ဘယ်လိုမေးလဲဆိုတော့သူတို့ကဒီလက်နဲ့ကန်ရင်ကြမ်းဖက်ဖွဲ့စည်းနဲ့ဆက်သွယ်ရှိပါလားမရှိမှဝင်ခွင့်ပြုတယ်။တခုမှဆိုတော့လိန်ပြီးဝင်လာလေ။နော်အဆိုင်လိုက်ခံပြီးဆိုလို့ရှိရင်လက်နဲ့ကန်ဖွဲ့စည်းနဲ့ဆက်သွယ်မှုရှိပါလားဗာညာဗာညာလိန်ဖြေရတယ်။အဲ့လိုလိန်ဖြေပြီးကမှသူတို့ကဗာလဲဆိုတော့အဲ့လိုမရှိကမှဝင်ရအဲ့လိုဗာလဲဆိုတော့လူတွေအကုန်လုံးကဒီအကြမ်းဖက် အဖွဲ့အစည်းကိုငွေကြေးထောက်ပံ့ပါတယ်ဆိုတာမျိုးကိုကြောက်တယ်။အဲဆိုအမေရိကန်နိုင်ငံကလည်းအမေရိကဒီအကြမ်းဖက်အဖွဲ့အစည်းကိုတားကြောက်လာသူ terrorist ကိုကြောက်တယ် terrorist ကိုကြောက်လာပါလဲဆိုတော့တို့ကဒီဘလာဂျင်တို့ဘာညာဘာညာပေါ့နော်တို့အဖွဲ့အစည်းတွေကဒီ terrorist attack တွေရှိတဲ့ခါကျတော့ terrorist ကိုလုံးဝလက်မခံတဲ့နိုင်ငံဖြစ်တဲ့ခါကျတော့ရှင်တော်လန်ရေးတွေလှူပါတယ်ဆိုလို့ရှင် terrorist နဲ့ချိတ်ဆက်နေမှာကြောက်လို့ဒီကနိုင်ငံတကာမှာရှိတဲ့အလှူရှင်တွေကနေပြီးကမှနိုင်ငံတကာကအလှူရှင်တွေကနေပြီးကမှတို့ရဲ့လှူထားပါတယ်ဆိုတော့တက်တည်ကိုမပြရဲဘူးလှူထားတာကိုပြန်ပြီးကမှမတောင်းရဲဘူးတို့ကိုလိန်သွားပါတယ်ဆိုတာမျိုးတို့ကမတိုင်ရဲဘူး အဲ့လိုမတိုင်ရတာမှမူတည်ပြီးကြမှာတခိုးမှနဲ့အုပ်စု NUG နဲ့အုပ်စုဟာအင်မတန်ပါပဲလွတ်လွတ်လပ်လပ်ကြီးခိုးစားနေကြတယ်ရသမြပတ်စံတွေအကုန်လုံးဝါပြူကြတယ်နော်အဲ့လိုခိုးစားနေကြတဲ့အတွက်ကြောင့်တို့ကဘာလဲဆိုတော့တို့ကဘာလဲဆိုတော့ခုံပုံခုံနေကြတယ်နှစ်မျိုးရှိနှစ်မျိုးရှိရဘာလဲဆိုတော့ NGO အဖွဲ့အစည်းတွေကိုလှူတယ်ဆိုတာနေရာမှာတို့ကလှူကောက်တယ်ပေါ့နော်ဘာအဖွဲ့ဆိုလဲအဲ့လိုနေရာမှာသူကဝင်းကြီးတော့လွတ်တယ်ဝင်းကြီးလွတ်ပြီတဲ့သူကဘာအတွက်လှုပ်လဲဆိုတော့သူကဘာလဲဆိုတော့ဒီအမေရိကန်နေပြီးတော့မြန်မာနိုင်ငံကို transition နဲ့ငွေပြန်ပို့တဲ့ခါကြလို့ရှိရင် ပါ invoice ကြရတယ်မဘာခုနကပြောလို့ဘာအတွက်လူရဲဆိုလို့ရှိရင်ကျမ်းမိုက်ဆိုကျမ်းမိုက်အတွက်လှုပ်ခွင့်ပြုတယ်လေအာစစ်ဘေးရှောင်လူရမျိုးဘာအတွက်လူရမျိုးလက်နက်အတွက်တော့ဘယ်မှလူကမရှိဘူးလေအဲ့တော့စစ်ဘေးရှောင်အတွက်လူရဲဆိုပြီးကျမသူတို့အကုန်လုံးကအဲ့လိုမျိုးခုနကပြောပြဖို့ရတယ်သူတို့ကနိုင်ငံတကာနေပြီးကျမပြအဲ့တော့နိုင်ငံတကာကရှိတယ်မြန်မာအဖွဲ့အစည်းတွေအဲ့လိုတွေပတ်စံတွေကောက်ပြီးကျမညာပြီးကျမဒီတော့လွှတ်ပေးတယ်လွှတ်ပေးကျမလည်းပေးမယ်ပေါ့လေလက်နက်လွှတ်ပေးတဲ့အခါကျလို့ရှိရင်သူကလက်နက်အတွက်လူမပြဘဲနဲ့ဘာနဲ့ပြလဲခုနကစစ်ဘေးရှောင်ဆေးဝါးအရေးပေါ်ထောက်ပါဒီလိုမျိုးပြတဲ့အခါကျလို့ရှိရင်ဒါတွေဒီပြည်တွင်းကိုတကယ်ကြောက်ရင်တောင်မှ ကျွန်တော်တို့တကယ်လိုအပ်တဲ့လက်နက်ခံရတော့မှမရှိဘူး။ဒါမျိုးပြည်သူကမသိဘူး။ငါတို့လူကြက်တာကတော့လက်နက်ဝယ်လိုက်တာပဲအောင်ပြီ။အဲ့တော့သူတို့ကဘယ်တော့မှမလှူဘူး။သူတို့အိတ်ထဲမှာပဲထည့်ထားကြတယ်။သူတို့ကတုံးပြလိုက်ကြတယ်။နောက်တစ်ခုတခြားသော humanitarian aid ခေါ်တယ်ကျွန်တော်တို့ကလည်းဒီလူသားချင်းစာနာမှုဆိုင်ရာအခွင့်အရေးအခွင့်ပေးတာတွေအတွက်ပဲသူတို့ကအဲခုနနည်းနည်းပါးပါးလူလိုက်တယ်။ကျန်တဲ့ကတော့အိတ်ထဲထည့်လိုက်ကြတာရှိတယ်။နော်အဲ့လိုမျိုးရှိတာရှိတယ်။အဲ့တော့ကျွန်တော်ကလည်းဆိုတော့ပြည်ပကအဖွဲ့အစည်းတွေအကုန်လုံးကလည်းလှုပ်ရှားကုန်ကြတယ်။နော်ပြည်တွင်းမှာရှိကြတဲ့ခုနပြောတဲ့ဟို ဟိုတွေကလူတွေကလည်းလှူထားအောင်မပြောရဲဘူးပြပလူတွေလည်းလှူထားမပြောရဲဘူးသူတို့ကအားရပါးရကြီးခိုးစားနေကြတာဒါနဲ့အကုန်လုံးကိုကျွန်တော်တို့က